တချို့အထင်နဲ့ကိုလုံလဝီရိယနဲ့ကြိုးစားလို့ရတယ်လို့ထင်တာဟုတ်ပါတယ်ကြိုးစားလို့ရတာနဲ့ကံပေးလို့ရတာမတူဘူးကဲကြိုးစားလို့ရတာကကြိုးစားလို့ရတာအတိုင်းအတာတစ်ခုပဲကံပေးလို့ရပြီဆိုရင်အတိုင်းအတာတစ်ခုတည်းပို့တယ်ပေါ့အဲ့တော့မလုခရင်ကိုမခံစားရဘူးဆိုတာဟာစတိလဝတ္ထုကိုကြည့်လို့ရှင်အမတန်မှထင်ရှားတယ် စတိလတထေးကြီးဟာအလုံးကြောက်ကြလိုက်မယ်အဲ့နောက်ဖေးမှာရွှေတောင်ကြီးပေါက်နေတယ်ခုကလည်းရွှေထွက်တဲ့နေရာတွေအများကြီးရှိတာပဲเนาะသူ့အိမ်နောက်ကအဲ့ဒါရွှေချင်းယူမယ်ဆိုရွှေတောင်ကြီးအများကြီးရတဲ့နေရာပေါ့ရွှေတွေအများကြီးပါတယ်ပြေပြေတောင်ပေါ့အေးဒီနေ့ကျတော့အသက်အရွယ်လေးရလာတဲ့အခါသူကဘုန်းကြီးဝတ်ချင်တယ်သင်္ကန်းဝတ်တော့မယ်တား၃ယောက်ရှိတယ် သားသုံးယောက်ကိုခေါ်ပြီးတော့ကဲငါသားတို့လားစတီယိုတက်ပြီးတော့စိန်သွားတက်ထားတဲ့ပေါက်ပြားကြီးနဲ့အကြီးဆုံးသားကိုသားကြီးကိုပေါက်ခိုင်းတယ်ပေါက်ခိုင်းတဲ့အခါကျကြောက်တုံးကြီးပေါက်ရတယ်လို့ပဲတဲ့ပေါက်လို့မရတခါသားလက်ကိုခေါ်ပြီးတော့အဲ့ဒီရွှေတောင်ကိုပေါက်ခိုင်းတယ်ကြောက်တုံးကြီးပေါက်ရတယ်လို့ပဲပေါက်လို့မရဘူးတဲ့သားငယ်ကလေးလက်ထဲပေါက်ပြားထည့်ပြီးတော့ပေါက်ခိုင်းလိုက်တဲ့အခါ ရှင်တုံးပေါရတယ်လို့ပဲရွှေတုံးကြီးထွက်လာတယ်။ဘာဖြစ်လို့အဲ့လိုဖြစ်တယ်လဲလို့ဆိုရင်တခုသောဘုရားမှာဖယားကိုစော်ကားပြီးပြောမိလို့ကသဝမြတ်စွာဘုရားရဲ့စေတီတော်နဲ့ပတ်သက်ပြီးစော်ကားပြောမိလို့ပူဇော်ကြောဘုရားအတွက်ရွှေအိုးကြီးသုံးလုံးလုပ်တယ်၊ရွှေပန်းကင်ကြီးတွေလုပ်တယ်။လုပ်တဲ့အခါမှာသားကြီးကိုခေါ်တယ်ကဲငါသားကြီးကာဒီရွှေပန်းကင်သုံးကင်လုံးရမယ်။မင်းဝိုင်းလှုပ်ရှားမှာဆိုတော့ ဟာအဖေစော်ကားတာအဖေပဲလှုပ်ကျုံနေမဆိုင်ဘူးဆိုဝိုက်မလှုပ်ဘူးတားလက်ခိုင်းတဲ့အခါကျတော့လေတားလက်ကလည်းဒါအဖေစော်ကားတာအဖေဖာဒီလှုပ်ကျွန်တော်မလှုပ်နိုင်ဘူးတားငယ်လေးခိုင်းတဲ့အခါကျတော့ဩအဖကိစ္စဆိုတာလှုပ်ရမှာပေါ်ဆိုပြီးတော့အတက်တရောသူကဝိုင်းလှုပ်ခဲ့တယ်အဲ့ဒီရွှေအိုးကြီးတွေလှုပ်ပြီးလှူခဲ့တဲ့ကုသကောင်းမှုကြောင့်ရွှေတော်ပေါက်တာအဲ့တော့ခုနကတားကြီးနှစ်ယောက်က သူတို့မပါသေးတဲ့ကြောင့်တားကြီးနဲ့တားလက်ကရွှေကိုဖဲ့လို့မရဘူးသူတို့အဲ့တော့သတိလသတိရပြောတယ်မင်းတို့ငါတားကြီးနှစ်ယောက်ဒီရွှေတောင်ကမင်းတို့နဲ့မဆိုင်ဘူးတဲ့ငါတားငယ်လေးနဲ့ပဲဆိုင်တယ်အဲ့တော့သူပေးသမျှနဲ့ခြေလိုက်ကြပြီတော့လို့ဒီလိုပြောပါလားအဲ့ဒါကကံပေးတာနော်အေးဒါကြောင့်ဝင်လို့မြတ်စွာဘုရားကဒါနကောင်းမှုဒုထာကိုအကြောင်းပြုပြီးတော့လူတွေကချမ်းသာဒုက္ခရကြတာ မွဲတာလှုပ်လို့မွဲတာမဟုတ်ဘူးတဲ့မလှုပ်ခဲ့လို့မွဲတာအများတယ်အဲ့တော့မလှုပ်ခဲ့တဲ့ပုံကိုယ်တွေကမွဲတည်ပြီးတော့လှုပ်ခဲ့တဲ့ပုံကိုယ်တွေကချမ်းသာတာဖြစ်တယ်ပေါ့ဒါ